အားလုံးမင်္ဂလာပါပြီးခဲ့တဲ့အပတ်တုန်းကကစားခဲ့တဲ့ Atlético ပွဲစဉ်မှာဆိုရင်တော့ Halawa တို့ကပဲနှစ်ကိုးတကိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ် Atlético ဆိုတဲ့အတိုင်းပဲပွဲရလည်းတော်တော်လေးကြိတ်နေရှိခဲ့ပြီးတော့နှစ်ဖက်ကစားသမားတွေလည်းသေးပေါင်ချင်းနေကြပါတယ်ဒါ့အပြင် Halawa တို့ဘက်မှာအသင်းပြင်းပြဿနာတချို့လည်းဖြစ်ခဲ့ပါတယ်အဲဒီပွဲစဉ်မှာ Phoenicia အနေနဲ့လူစားလဲခံရတဲ့အချိန်မှာစိတ်ဆိုးသွားခဲ့ပြီးတော့အရင်ကောင်မတော်မထိုင်တော့ဘဲနဲ့ဥမင်နဲ့တခါလေးတောင်းဝင်သွားခဲ့တာဖြစ်ပါတယ်ဥမင်နဲ့ဝင်မသွားခင်မှာဒေးတင်းကနေထွက်သွားတာကပိုကောင်းလိမ့်မယ်ဆိုတဲ့ပုံစံမျိုးပြောသွားခဲ့တယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့ Phoenicia နဲ့နိပြလွန ဆိုလို့ရဲ့ဂျာမာဆက်ဆံရေးတင်းမာလာခဲ့ပြီလို့ပြောလို့ရပါတယ်။ဗနီရှီးယားဟလဝါရုနဲ့2029ခုနှစ်ဒီဆက်ရောက်တဲ့တန်းကြံရှိနေသေးတာဖြစ်ပါတယ်။ဒါပေမဲ့ဒီပြားနဲ့သူ့ရဲ့ဂျာတင်းမာမှုတွေကရော့ကြမသွားဘူးဆိုရင်တော့လာမယ့်နှစ်မှာပဲအသင်းကနေထွက်ခွာသွားနိုင်ပါတယ်။ဒီနှစ်မှာတော့ဟလဝါရုစီကနေထွက်ခွာပြေးခဲ့ရင်ဗနီရှီးယားပြောင်းရွှေ့နိုင်တဲ့အသင်းတွေရဲ့အကြောင်းကိုတင်ဆက်ပေးရပါတယ်။နံပါတ်1အနေနဲ့ကတော့တောသားချက်ပေါက်တူပဲဖြစ်ပါတယ်။ဗနီရှီးယားဟာလောကလာဇာမြန်မာရဲ့ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ဒီလိုလာဇာမျိုးကိုတောသားတွေကပဲပြေးချေနိုင်တာဖြစ်ပါတယ်။တောသားတွေကနောက်ပိုင်းမှာဆိုရင်တော့အပြောင်းရွှေ့မှုဘွားသားတွေပြောင်းလဲလာခဲ့ပြီးတော့နံပါတ် ယ်ကြီးကစားသမားတွေထံအသင်းနဲ့ကိုက်ညီတဲ့ကစားသမားတွေကိုသာဦးစားပေးပြီးတော့ခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့ Venetia ကအသင်းကနေထွက်ခွာလာမယ်ဆိုရင်တော့တောသားတို့လည်းခေါ်ယူဖို့ကြိုးစားလာနေပါတယ်။ဂျမန်နေနေကတော့စင်မန်ကြီးတို့ပဲဖြစ်ပါတယ်။ဂျမန်ကြီးတို့ကဒီအာဒီမှာရလောက်ပိုင်းကောင်းမွန်နေပြီးတော့လက်ရှိမှာလည်း Premier League မှတ်ပြီးစရာရဲ့ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။စင်မန်ကြီးရဲ့လူစင်စုဖွဲ့မှုပိုင်းကတဖြည်းဖြည်းနဲ့ကောင်းမွန်လာခဲ့ပြီးတော့အားပြဖို့လိုအပ်နေတဲ့အပိုင်းကအသင်းရဲ့ဘယ်ချမ်းပဲဖြစ်ပါတယ်။ဘယ်ချမ်းမှာ Martinelli နဲ့ Trossard တို့ရှိနေပြီးမြဲဒီထက်ပိုပြီးအားကိုးလို့ရနိုင်မယ်။ကစားသမားမျိုးကိုလိုအပ်နေတာပါ။ အရင်ကလေးကလေးတင်းနေထွက်ထားခဲ့ပြီးတာကြောင့်စင်မြန်တို့အနေနဲ့တနီးရှဲကိုခေါ်ယူစူးစမ်းလာမလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။နံပါတ်3အနေနဲ့ကတော့နိုဘူးတို့ပဲဖြစ်ပါတယ်။လက်ရှိဥရောပမှာတောသားတို့ချင်းချင်းသွားပြီဆိုပေမဲ့ရင်းနဲ့အာကုန်းနဲ့မိုက်နေပြီတာကတော့နိုဘူးတို့ပဲဖြစ်ပါတယ်။နိုဘူးတို့ဟာပြီးခဲ့တဲ့နေ့မှာကစားသမားတွေခေါ်ယူမှုတွေညပြပြုလုပ်ထားခဲ့ပါတယ်။နိုဘူးတို့ဟာအရင်ဆုံးတည်းကဖနီးရှဲကိုခေါ်ယူချင်နေတယ်လို့တင်းနေထွက်ထားခဲ့ပြီးတာကြောင့်တကယ်သာဟလဝါတို့စီကထောက်ခါခဲ့မယ်ဆိုရင်ခေါ်ယူမှုစူးစမ်းလာနိုင်ပါတယ်။နံပါတ်4အနေနဲ့ကတော့ဆော်ဒီလိပဲဖြစ်ပါတယ်။ဖနီးရှဲကိုခေါ်ယူမှုအတွက် sorry club ဒီကအရှင်ကလေးကစိတ်ဝင်စားနေကြတာပါအဲ့ဒီထဲမှာအဲ့အားလေးတင်းကတော့အဓိကစိတ်ဝင်စားနေကြတယ်လို့ပြောလို့ရပါတယ်ဒနီရှီယက်ဒါဟလဝါရုစီကနေထွက်ခွာခဲ့မယ်ဆိုရင် sorry club ဒီကလည်းတိကျပတ်ကြိုးစားလာဖို့ရှိနေပါတယ်ဒါပေမဲ့ဒနီရှီယက်အနေနဲ့သူ့ရဲ့အကောင်းဆုံးချိန်မှာ sorry ကိုပြောင်းရွှေ့လိုက်မယ်ဆိုရင်တော့တက်လန်းနေအားလုံးပိတ်သွားနိုင်ရှိနေပါတယ်ဇွန်လေးကြည့်ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်